င်္ဂလာပါကိုတို့ဒီနေ့ညမြန်မာစံတော်ချိန်တနင်္လာနေ့မှာအင်တာဝိုင်းယာမီနဲ့ပေါ်တိုတို့ရှင်မင်္ဂလာကြပါပါအချင်းပြေကိုရောက်ရှင်မင်္ဂလာတဲ့အင်တာဝိုင်းယာမီရဲ့ခြေစံကအရင်ကြီးမကောင်းပါဘူးခန်းတဲ့ဘက်မှာတော်တော်လေးအားနေပါတယ်အဲအလီနဲ့ပွဲတော်ကတရက်စီကရဲ့ပန်နတီတာမဝင်ခဲ့လို့သာကိုမပီးခဲ့ရတာပါအင်တာမိုင်ယာမီကိုတမဟက်ဒါရီယာအဲပွဲတော်မှာဂေါ်ဘကဝင်မှုဖြစ်ချိန်ကြီးလောက်ခဲ့ရပါတယ်ပေါ်တိုကလည်းပမ်မီယန်းနဲ့တူမှာကိုတမဘာမှုချောက်တာမရှုံးခဲ့တာပါ ။ဗမှုကအဖွဲ့မှာအရေးပါတဲ့ကိုကဝေမှု၄ချိန်ဒီလုပ်ခဲ့ရပါတယ်။ဘုဒ္ဓမာရီကောင်းလို့သာအဖွဲ့ပွဲတော့ကမရှုံးခဲ့တဲ့အိနာမိုင်ယာမီနဲ့ပေါ်တိုတိုကဒီပွဲမှာတော့တကူးစီရနိုင်ပါတယ်။အိနာမီရဲ့နောက်ဆုံးဆက်ပွဲမှာကိုယ့်အဖွဲ့တစ်ပွဲပဲရှိသလိုနှစ်သိန်းလုံးကစားအားနည်းမှုအားနည်းမှုတွေကြားတကူးစီရနိုင်ပါတယ်။ကြီးရတဲ့မူလကပေါ်တိုဘက်ကနေ1.60ကိုပေါင်း3.50ကနေယခုအချိန်မှာ ဖတ်တို့ဘက်ကနေတိပောင်း90ကိုပေါင်းစီ390ဖြစ်ပြီးကိုပေါင်းစီဒီတီးသာမြင့်ဆက်လာပြီးဘဘကဘဘကနေစာကြည့်ရမယ့်ပွဲဖြစ်ပြီးနှစ်ဖက်တင်ကုတင်နဲ့ကိုပို့တော်ကိုပို့တော်ပွဲဖြစ်ပါတယ်